မင်္ဂလာပါရှင်။ရှမ်းရဲကွန်မီဒီယာကကြိုဆိုပါရစေ။ရှမ်းပြည်နယ်ဝန်ကြီးချုပ်တက္ကသိုလ်ဝန်ထမ်းဆောင်မွေးဖြည့်ဆွန်နေသည့်ကျောင်းသားကျောင်းသူများအားတွားရောက်ကြည့်ရှုတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တက္ကသိုလ်ကွန်ပျူတာနဲ့ဤပညာသိပ္ပံကျောင်းမှာကျောင်းအုပ်ကြီးဘုံမှုချုပ်တန့်ထင်ဆိုပြည်နယ်လုံးစုံရင်းနဲ့နေဆက်ရေးအဝန်ကြီး ဖို့အုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာစီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများလိုက်ပါလျက်မတ်လ18ရက်နေ့နက်9:00နာရီခွဲကဖို့အုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပုံပုံမျိုးအမတ်1အခြေခံပညာထက်တန်းကျောင်း၌တက္ကသိုလ်ဝန်ထမ်းဆောင်ဝေးပွဲပထမနေ့မြမစာဖြည့်ဆို့နေကြသည်ကျောင်းသားကျောင်းသူများအားသွားရောက်ကြည့်ရှုခဲ့ကြောင်းသိရပါသည်အဆိုပါဟုပုံမျိုးအမတ်1အခြေခံပညာထက်တန်းကျောင်းတွင်စာစစ်ဌာနတစ်ခုရှိပြီးကျောင်းတွင်းဆောင်ဝေးပွဲဖြည့်ဆို့သူ298ဦးကျော ောင်းပြင်ပြဖြည့်ဆိုသူ66ဦးစုစုပေါင်းဆောင်ဝေးဝဲဖြည့်ဆိုသူចောင်းသားចောင်းသူဦးရေ363ဦးဝင်ရောက်ဖြည့်ဆိုလျက်ရှိကြောင်းသိရပါတယ်။ထို့မှသင်းပြည်내ဝင်ကြီးချုပ်ပြည်내လုံခြုံရေးနေနေစေရာဝန်ကြီးပြည်내လူမှုရေးရာဝန်ကြီးပညာရေးဌာနမှတာဝန်ရှိသူများနဲ့အတူတောင်ကြီးမြို့အမတ်တော်အခြေခံပညာထက်တန်းចောင်း၌တက္ကသိုလ်ဝန်ထမ်းဆောင်ဝေးဝဲပထမနေ့မြမစာဘာသာရက်ဖြည့်ဆိုနေကြသည့်ចောင်းသားចောင်းသူများအားတွားရောက်ကြည့်ရှုခဲ့ကြပါတယ်။တောင်ကြီးမြို့နယ်အတွင်းတက္ကသိုလ်ဝန်ထမ်းဆောင်ဝေးဝဲများကိုတော ောင်ကြီးမျိုးပါရှင်အာထကတဲ့အာထကနဲ့အာထက3အာထကလေးအာထက5အာထကခွန်နဲ့အေးသာယာအာထကတဲ့အာထကနဲ့တောင်နေအာထကစာစစ်ဌာနတို့တွင် ဖြည့်စုစုကြောင်းသာ 6494ဦး၊ចောင်းသူ2265ဦး၊စုစုပေါင်း3959ဦးရှိပြီးရှမ်းပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာနပေါင်း82ခု၌ဆောင်ဝေးပွဲဖြစ်စုစုစင်ရင်ရှိ15212ဦးရှိကြောင်းသိရှိရပါတယ်ရှင်။